ကမ္ဘာစစ်ရေးစီးပွားရေးအင်အားကြီးထိတ်သီးနှစ်နိုင်ငံထိတ်တိုက်ဆွေးနွေးနေကြတဲ့ကုန်သွယ်ရေးစစ်ပွဲကိုအရှိန်လျှော့ဖို့ပြီးခဲ့တဲ့ရက်ပိုင်းကအပေးယူလုပ်လိုက်ပါတယ်။နိုင်ဖဲကိုစီကင်ထားကြတဲ့ Trump နဲ့ရှီကျင်းပင်တို့နှစ်ဦးကြားအလဲအထက်အပေးယူအလျှော့တင်ကိစ္စတွေမှာလေလုံးထွားခဲ့တဲ့ Trump ပဲအနိုင်ရခဲ့သလား။ရှီကျင်းပင်ကအထက်စီးကပဲရှိခဲ့သလားဆိုတာကိုဒီတစ်ပတ်ရဲ့ပြောပြအောင်မယ့်အစီအစဉ်မှာတင်ဆက်ကတင်ဆက်ပေးသွားပါမယ်။နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့တွေရဲ့နောက်ဆုံးအဆင့်ညှိနှိုင်းဆွေးနွေးမှုတွေအပြီးမှာတော့တရုတ်နဲ့အမေရိကန်တို့ဟာ ကုံတရဲစစ်ပွဲဆက်ဆံအားပြိုင်မှုကိုရှော့ချပြီးပြပြလဲလဲရှေ့ဆက်ကြဖို့သဘောတူညီခဲ့ကြပါတယ်။ဂျော်လာ၁၇ရက်နေ့မှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အမေရိကန်ဟာတရုတ်စီကသွင်းကုန်တွေကိုတန်မိုးရ55ရာခိုင်နှုန်းစီးကြမှာဖြစ်ပြီးတရုတ်ကတော့အမေရိကန်ရဲ့ပို့ကုန်တွေကိုအခွန်100ရာခိုင်နှုန်းပဲစီးကြမှာဖြစ်ကြောင်းထရန့်ကကြေကျော်ခဲ့ပါတယ်။ဒါပေမဲ့တတိယချာချာစစ်ဆေးကြည့်မယ်ဆိုရင်တော့ထရန့်ပြောတဲ့55ရာခိုင်နှုန်းဆိုတာကကွဲပြားတဲ့အခြေအနေတွေကိုခြုံငုံထားတာပါ။အဲ့ဒီတည်းက100ရာခိုင်နှုန်းဟာ နှနိုင်ငံအပြန်အလှန်ကုန်သွယ်ကစည်းကြမှုတွေဖြစ်ပြီးတရုတ်စီကဖန်တနက်မှုရဲ့ဈေးတွေအမေရိကန်စီဝင်ရောက်လာတာကိုအရေးယူတဲ့အနေနဲ့အခွန်20ရာခိုင်နှုန်းအစောပိုင်းကတည်းကတရုတ်သွင်းကုန်တွေပေါ်အမေရိကန်ကအခွန်မြင့်တင်စည်းကြထားတဲ့25ရာခိုင်နှုန်းတို့ကိုအားလုံးပေါင်းထားတဲ့သဘောပါပဲရှင်းရှင်းပြောရရင်တော့ထရန့်ဟာတရုတ်နဲ့လက်တွေ့ညှိနှိုင်းကြတဲ့အခါမှာအစောပိုင်းမှာအများကြီးလေလုံးထွားခဲ့တဲ့အခြေအနေထက်တော်တော်လေးရှော့ပေါ့လိုက်လျော်ခဲ့ရပါတယ်ဒီနေရာမှာတရုတ်အတွက်အဓိကဟွက်ဖဲလက်ဖြစ် နိုင်ဖဲလဲဖြစ်တဲ့အာသာချက်ကတော့ IEM လို့ခေါ်တဲ့မြေရှားတပ်ထုတွေပါပဲ။အမေရိကန်မှာ Trump ကဒုတိယအကြိမ်သမရဖြစ်လာပြီးတရုတ်အပေါ်ကုန်သွယ်ခွင့်တွေကိုကုန်စည်တမိုးရဲ့တရားရဂန်နှုံးကြော်အောင်စီးကျက်ပြီးဖိအားပေးလာတဲ့အခါမှာတရုတ်ကလည်းအလားတူတုံ့ပြန်ခဲ့ပါတယ်။ဒါပေမဲ့လုံလောက်မှုတော့မရှိခဲ့ပါဘူး။တရုတ်ကပို့ကုန်တွေပေါ်အားကိုးရတဲ့နိုင်ငံဖြစ်နေတာကြောင့်အမေရိကန်နဲ့အခွန်အပြိုင်တိုးပြီးစီးကျက်နိုင်စွမ်းမရှိပါဘူး။အဲဒီနောက်မှာတော့တရုတ်ကအမေရိကန်စီမြေရှားတပ်ထုတွေတင်ပို့မှုကိုကန့်သတ်ပိတ်ပင်လိုက်ပါတယ်။ ဒါရင်မကတွေပဲတရုတ်စီကအမြေရှားတထုဝယ်ယူတဲ့တခြားနိုင်ငံတွေကကုမ္ပဏီတွေကိုလည်းအမေရိကန်စီလက်လွဲရောင်းချတာတွေလုံးဝမလုပ်ဖို့တင်းတင်းကြပ်ကြပ်တားမြစ်ခဲ့ပါတယ်။ချိုးဖောက်တဲ့ကုမ္ပဏီတွေကိုပိတ်ဆို့အရေးယူမယ်လို့ပါသတိပေးခဲ့ပါတယ်။တကယ်တော့အမေရိကန်ကလည်းဒီခြေလမ်းကိုကြိုတွက်ပြီးသားပါ။မြန်မာ့ကာလစစ်ဘက်အရက်ဘက်နှီးပညာထုတ်ကုန်တွေအားလုံးမှာမြေရှားတထုတွေဟာအရေးပါဆုံးကုန်ကျန်းတွေဖြစ်လာပါတယ်။ပြီးတော့တကမ္ဘာလုံးရဲ့မြေရှားတထုတက်ဆင်ထောက်လုပ်မှုစုစုပေါင်း62ရာခိုင်နှုန်းကို တရုတ်ကလက်ဝဲကြီးအုပ်ထားတာပါ။ဒါကြောင့်လဲထရန့်ဟာယူကရိန်းမှာမြေရှားသတ္ထုတွေကိုအမေရိကန်နဲ့ပူးပေါင်းထုတ်လုပ်စေဖို့ယူကရိန်းအစိုးရကိုဖိအားပေးခဲ့ပါတယ်။ဒါပေမဲ့လလောလလတ်အလုံးရင်းထုတ်လုပ်ဖို့ဆိုတာကတော့မဖြစ်နိုင်သေးပါဘူး။ဒီတော့တရုတ်ကမြေရှားသတ္ထုတင်ပို့မှုတွေကိုပိတ်ပင်ပြီးအမေရိကန်ကိုလက်တော့ပြန်လာမယ်ဆိုတာကိုကြိုသိထားပေမဲ့အဲ့ဒီအတွက်အတိချတဲ့အပြေဟာထရန့်မှာရှိမနေခဲ့ပါဘူး။မြေရှားသတ္ထုတွေဟာလျှက်စက်ကားတွေ၊ဘက်ထရီတွေ၊လေအားလျှက်စက်တာပိုင်တွေကအစားဒုံးကြီးတွေတိုက်လေရင်တွေထုတ်လုပ်မှုအထိ အရန်လိုအပ်တဲ့အကောင်ချမ်းတွေဖြစ်ပါတယ်။တနည်းအားဖြင့်ခေတ်သစ်စီးပွားရေးနဲ့အမျိုးသားကာကွယ်ရေးကဏ္ဍတွေမှာမရှိမဖြစ်လိုအပ်တဲ့တပ်ထုအမျိုးအစားတွေဖြစ်လာပါတယ်။နောက်ဆုံးမှာတော့အမေရိကန်ဟာတရုတ်စီကမြေရှားတပ်ထုတွေပြန်လည်ဝယ်ယူခွင့်အတွက်တချို့အပိုင်းတွေမှာလည်းလိုက်လျောဖြေလျှော့ပေးခဲ့ရပါတယ်။တရုတ်သွင်းကုန်တွေပေါ်အခွန်ပမာဏတွေအများအများတိုးမဲ့ကိစ္စကိုအမေရိကန်ကနောက်ဆုံးပေးခဲ့ရသလိုအမေရိကန်တပ်ကြိုတွေမှာတရုတ်ကျောင်းသားတွေတက်ရောက်ခွင့်မပြုတော့ဘူးဆိုတဲ့ချင်းချောက်မှုကိုလည်း Trump ကရုတ်သိမ်းပေးခဲ့ရပါတယ်။ ဒါရင်မကသေးပဲနောက်ဆက်တွဲကိစ္စတွေလည်းရှိနိုင်ပါသေးတယ်။အရှေ့အလယ်ပိုင်းနိုင်ငံတွေကရေနံကုန်မဟာဗျူဟာမြောက်ကင်ထားနိုင်တယ်လို့တရုတ်မှလည်းမြေရှားတထုရှိနေပြီလို့ကွဲလွန်သူတရုတ်တမရဟောင်းတိတ်ဆောင်ဖင်ကပြောခဲ့ဘူးပါတယ်။1992ခုနှစ်တုန်းကပြောခဲ့တဲ့သူ့ရဲ့မှတ်ချက်ဟာမြန်မာကာလမှာတော့အမှန်ကန်ဆုံးဟော့ကိတ်တစ်ခုဖြစ်လာပါတယ်။အမေရိကန်နဲ့အားပြန်မှုတွေမြင့်တက်လာခဲ့တဲ့နောက်တရုတ်ဟာဧပြီလဇန်ပိုင်းမှာနိုင်ငံတကာကိုမြေရှားတထုတင်ပို့ခွင့်လိုင်းစင်တွေကိုဝင်ရောက်ထိန်းချုပ်လိုက်ပြီး အကျိုးဆက်အဖြစ်ကမ္ဘာဈေးကွက်တစ်ခုလုံးနှင်းကွေသွားခဲ့ပါတယ်။ပြီးခဲ့တဲ့လကဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာအစပြုခဲ့ပြီးအခုသတင်းပတ်အစောပိုင်းမှာတော့အပိသက်အဆက်လက်ဆတ်တက်ခဲ့တဲ့နှစ်နိုင်ငံဆွေးနွေးမှုတွေမှာအမေရိကန်ရဲ့ဦးစားပေးခြင်းကမ္ဘာတရုတ်ရဲ့မြေရှားသတ္တုတွေပြန်လည်တင်သွင်းခွင့်ရရှိရေးဖြစ်ပါတယ်။တရုတ်ကမြေရှားသတ္တုတွေကိုကင်နာတာဟာညှိနှိုင်းမှုတွေမှာကန္နာဘောင်းဆောင်ကနေအထက်စီးဆန်ဆန်ချင်းကလာမဲ့အမေရိကန်ကိုဟန်တာပြီးဖြစ်စေခဲ့တယ်လို့အာရှမူဝါဒလေးလာရေးအဖွဲ့ရဲ့တရုတ်ရေးရာသုတေသည့် ပေါ်ထရိုင်အိုလိုကပြောပါတယ်။တရုတ်ကအမေရှားတပ်တုတွေတင်ပို့ခွင့်ကိုကန့်တလိုက်တဲ့အခါမှာအမေရိကန်ရဲ့အထင်ကရမော်တော်ယာဉ်လုပ်ငန်းစုကြီး Ford ဟာကုမ္ပဏီရဲ့ Explorer လျှက်စက်ကားတွေထုတ်လုပ်မှုကိုဆိုင်းငံ့ထားရတာကဒီတပ်တုတွေဟာအမေရိကန်စီးပွားရေးအတွက်ဘလောက်ရေးပါတယ်လဲဆိုတာကိုရိုးရိုးရှင်းရှင်းမြင်သာစေပါတယ်။နိုင်ငံတကာလက်နက်ရေးရာပါတကူတွေကအမေရိကန်ရဲ့ခဲ့မီဆုံးမျိုးဆက်တဲ့ကိုပြောက်တိုက်လေယာဉ်တွေထုတ်လုပ်မှုမှာလဲမြေရှားတပ်ထုတွေမရှိရင်ပြာများရမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။တရုတ်စီးပွားရေးဝန်ကြီးဌာနကတော့ တရုတ်ဟာမြေရှားသတ္ထုတင်ပေါ်မှုမှာအ धिक မောင်းနှင်အဖြစ်တာဝန်ယူနေတဲ့နိုင်ငံတစ်ခုအနေနဲ့မူဝါဒကဏ္ဍတွေကိုပို့ပြီးဆင့်ကြအောင်ကင်တွယ်ဖို့လိုကြောင်းပြောပါတယ်။နောက်ပြီးမြေရှားသတ္ထုအယောင်းဝယ်နဲ့ပတ်သက်လို့သက်ဆိုင်ရာနိုင်ငံတွေရဲ့ဆွေးနွေးမှုတွေပုံပြီးအားကောက်အောင်မြင့်တင်ဆင်တယ်လို့လည်းသူကဆိုပါတယ်။တနည်းအားဖြင့်အမေရိကန်အပါအဝင်တရုတ်စီကမြေရှားသတ္ထုဝယ်ခြင်းနဲ့နိုင်ငံတွေအားလုံးကိုသွယ်ဝိုက်သတိပေးလိုက်တာလည်းဖြစ်ပါတယ်။မြေရှားသတ္ထုဟာပြိုင်ဘက်နိုင်ငံတွေရဲ့မူဝါဒရေးရာတင်းမာတဲ့အခြေအနေတွေမှာ တရုတ်အတွက်လက်နက်အဖြစ်အသုံးတော်ခံခဲ့တာဟာအမေရိကန်နဲ့မှပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး2010ပြည့်နှစ်တုန်းကနှစ်နိုင်ငံပိုင်တဲ့အငင်းပွားရာရေပြင်မှာတရုတ်ငါးဖမ်းလေတစီနဲ့ဂျပန်ကမ်းခြေဆောက်ရေရင်တို့တိုက်မိပြီးပြဿနာတွေတက်ခဲ့ကြတော့ကလည်းတရုတ်ဟာဂျပန်စီမြေရှားတထုတင်ပို့မှုတွေကိုကာလတိုပိတ်ပင်ခဲ့ဘူးပါတယ်အဲ့ဒီနောက်ပိုင်းမှာဂျပန်ဟာမြေရှားတထုတွေကိုတခြားရင်းမြစ်တွေစီကနေဝယ်ယူတင်သွင်းပြီးတရုတ်အပေါ်မိခုံမှုကိုရှော့ချဖို့အပေါ်ဆောင်တူလောင်အောက်ကိုမြင့်တင်ဖို့အားထုတ်လာခဲ့ပေမဲ့ အောင်မြင်မှုကတော့အကန့်အသတ်နဲ့တာရှိခဲ့ပါတယ်။ဘယ်လောက်အင်အားကြီးတဲ့နိုင်ငံဖြစ်ဖြစ်မြေရှားတပ်ထုနဲ့ပတ်သက်လာရင်တရုတ်အပေါ်မိခိုမှုကိုရှော့ချဖို့ကအင်မတန်ခက်ခဲတယ်ဆိုတာကိုလွန်ခဲ့တဲ့15နှစ်ကတည်းကဂျပန်ကလက်တွေ့ကျုံခဲ့ပြီးပြီလို့ Trioulo ကပြောပါတယ်။မြေရှားတပ်ထုဆိုတာကနာမည်နဲ့လက်အောင်အရန်ရှားနေရတော့မဟုတ်ပါဘူး။ဒါပေမဲ့အဲ့ဒီတပ်ထုတွေကိုထုတ်လုပ်ရတဲ့အဆင့်ကအရန်ခက်ခဲပြီးတဘာဝပတ်ဝန်းကျင်ကိုဆွဆိုးရရကြီးထိခိုက်ပျက်စီးစေတာကြောင့်ဖွင့်ပြိုးပြီးနိုင်ငံတွေဟာကိုယ်တိုင်ထုတ်လုပ်ဖို့လက်တွန့်ကြပါတယ်။ တရုတ်ကတော့ပြည်တွင်းမှာပတ်ဝန်းကျင်ထိခိုက်မှုကိုအတော်ကြီးရှော့ချနိုင်ပြီးအအောင်မြင်မြင်ထုတ်လုပ်နေသလိုအင်းနီးချက်မြန်မာနိုင်ငံမြောက်ပိုင်းဒေသလိုပြည်ပရင်းမြစ်တွေကတင်သွင်းတဲ့မြေရှားတထုကုန်ချမ်းတွေကိုပါတန့်စင်ထုတ်လုပ်ပါတယ်။မြေရှားတထုဆိုတာဟာအားကောင်းတဲ့စွမ်းဆောင်ရည်အရမ်းမြင့်တဲ့တန်လိုက်မျိုးတွေထုတ်လုပ်မှုအပါအဝင်ခေတ်ရှိပြည်အသုံးဆောင်တွေနဲ့ဆက်လက်နက်တွေထုတ်လုပ်ဖို့အတွက်အထူးလိုအပ်တဲ့တထု16မျိုးကိုခြုံငုံပြီးခေါ်ဝါတာဖြစ်ပါတယ်။အမေရိကန်ရဲ့ပင်တဂွန်စစ်ဌာနချုပ်ကတော့ပြည်တွင်းလိုအပ်ချက်ကိုဖူလောအောင် ဖြည့်တင်းနိုင်မဲ့နီလန်းပေါင်းစုံကိုစူးစမ်းရှာဖွေနေပါတယ်။ဒါပေမဲ့အကံမကောင်းစွာနဲ့ပဲတရုတ်ကိုရှင်ဖို့ကတော့အခက်ခဲနေအောင်ပါပါ။ပြီးတော့တရုတ်ဟာကမ္ဘာပေါ်မှာအကြီးမားဆုံးအကျယ်ပြန့်ဆုံးပမာဏအများဆုံးမြေရှားသတ္တုတိုက်ကြီးတွေပေါ်မှာဖင်ခုထိုင်နေတာပဲဖြစ်ပါတယ်။မြေရှားသတ္တုတွေကပေါ်များတယ်ဆိုရင်တောင်မှထုတ်လို့ရအခက်ခဲပွေလိတော့တန်းစင်နဲ့စနစ်တွေရှုပ်ထွေးတာဝဲလိုအားအရန်များတာတွေကြောင့်ကမ္ဘာပေါ်မှာအရေးပါဆုံးမဟာဗျူဟာသတ္တုတွေအဖြစ်ဆက်ပြီးရှင်နေအောင်ပါပါ။ တရုတ်ဟာအဲ့ဒီနိုင်ဖဲကိုကင်ထားတွေ့ထရန့်အနေနဲ့လည်းသူအင်မတန်ရန်လိုချင်တဲ့ပြိုင်ဘက်ကိုတိတိယယောက်ဖိအားပေးဖို့ခက်ခဲနေအောင်မှာဖြစ်ပါရဲ့ရှင်။ People's Fan ရဲ့ပြောပြအောင်မဲ့စီဇန်ကိုအပတ်စဉ်တင်းနေကုန်နေည၈နာရီချိန်တိုင်းမှာတင်ဆက်ပေးနေပါရဲ့ရှင်။